ော်လာမျိုးတွေအားလုံးပဲမင်္ဂလာပါဒီဇင်ဘာလ9ရက်နေ့ဖြစ်ပါတယ်ဒေါ်လာရင်းနဲ့ပတ်သက်တဲ့သတင်းဥသတင်းထုသတင်းကောင်းလေးတွေကိုရုပ်စွာနားဆင်ကြည့်ပါပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းလေးကတော့မန္တလေးတိုင်းမတရားမျိုးနေရနေပြီးတော့မှဆင်ကူးမျိုးနေအတွင်းကိုစစ်ကြောင်းထုတ်လာတဲ့အချမ်းဘက်စစ်တပ်ကိုကြားပြတ်တိုက်ခတ်ခဲ့ရမှာစစ်သား30ဦးထပ်မံတေဆုံးခဲ့တဲ့အကြောင်းကိုပသိမ်မျိုးနေပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကတာဝန်ရှိသူတူကပြောပါတယ်ဒီဇမလာ၂ရက်နေ့မှာမတရားမျိုးနဲ့ညောင်ဥရွာကနေပြီးတော့မှရက်ကန်းစင်တောင်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အား၄၀၀ခန့်ပါတဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေက စေကွမြို့နယ်စိုက်ကွင်းရွာအနီးကြားဖြတ်ပြီးတော့မှတက်ခတ်ခဲ့တာဖြစ်တဲ့ကြောင်းလည်းသိရပါဗျ။ဒီဒီတက်ဘွယ်တွင်မှအချမ်းဘက်စစ်တပ်ဘက်ကစစ်သား30ဦးထပ်မံတဲ့တေဆုံးခဲ့ပါဗျ။တော်လိုင်းတပ်ဖွဲ့ဝင်တွေဘက်ကလည်းရဲဘော်တူကြာဆုံးခဲ့တဲ့အကြောင်းလည်းသိရပါဗျ။ဒီတက်ခတ်မှုကတော့ပသိမ်ကြီးမြို့နယ်ဗီဒူကောက်ကောက်ရေးအဖွဲ့ပါကဖားနဲ့မာမိတ်ပူပေါင်းအဖွဲ့တွေကပူးပေါင်းပြီးတော့မှလှုပ်ဆောင်ခဲ့တာဖြစ်ပါဗျ။အကြမ်းဖက်စစ်တပ်စစ်ကြောင်းကလက်ရှိအချိန်မှာတော့ဒါကျွန်တော်တို့ပတ်လည်အင်းရွာနဲ့ရကန်းစစ်တောင်အနီးမှာအထိုင်ချတာပြီးတော့မှဆက်လက်စစ်ကြောင်းထိုးနေစေဖြစ်တဲ့ကြောင်းလည်းသိရပါဗျ။ဆိုတော့အကောင်30နဲ့ကျွန်တော်တို့ရဲဘော်တယောက်နဲ့လဲလဲရတာပေါ့နော်။ န်တော့မတန်ပါဘူးအဲတိုးပေမဲ့လည်းကျွန်တော်တို့ဒီတိုက်ပွဲမှာပေါ့နော်ဒါကြာသွားခဲ့တဲ့ရေဘော်တော့ကိုလည်းအဲကျွန်တော်တို့ပြည့်ပြည့်စွာကြာဆုံးခဲ့တဲ့ရေဘော်တော့ကိုလည်းဂုဏ်ယူပါတယ်ဟိုခွေးလေးခွေးလေးအကောင်30ရတော့သူ့ဘာသူပဲတင်းညံ့ရောက်ပဲကဘာရဲရောပေါ့နော်ဟုတ်ကဲ့ပါနောက်ထပ်သတင်းလေးကတော့မန္တလေးနော်ဒါကျွန်တော်တို့မိုးကုတ်ပေါ့နော်မန္တလေးတိုင်းမိုးကုတ်ရှမ်းပြည်နယ်မိုးမိတ်အဲ့ဒီဒေတာတွေကို PDF တက်ဖွဲ့ဝင်တွေကထိုးစစ်ဆေးတက်ခိုင်းနေပြီဖြစ်ပါတယ် မိုးကုတ်ရဲ့စေအရာအရေးပါတဲ့စက္ကန်းကုန်းတစ်ခုကိုလည်းတိတ်ပတ်ရရှိထားတဲ့အကြောင်းကိုမြို့သားညညီအစိုးရ NUG ကနေပြီးတော့မှပြီးခဲ့တဲ့ဒီဇင်ဘာလ6ရက်နေ့မှာသတင်းထုတ်ပြန်လာပါတယ်။မြို့သားညညီအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်စေယုံချုပ်အနေနဲ့ပေါ့နော်မိုးကုတ်မိုးမိတ်ဒေတာစစ်စင်ရေးဦးစီးအဖွဲ့ပေါ့နော်ဒါဆိုတော့နိုဝင်ဘာလ9ရက်နေ့ကလေးကစတင်ပြီးတော့မှဖွဲ့စည်းခဲ့တာဖြစ်တယ်။ဆိုတော့သက်ဆိုင်ရာဒေတာအတွင်းမှာရှိတဲ့ PDF တွေပတ်ခတ်ပတွေကိုစူးစီးစီရင်တတ်တမှတ်သေးသော အမိန်ပေးကိုကဲမှုစနစ်အောက်ကနေတစဉ်စစ်စင်ရေးကိစ္စတွေကိုအဓိကကြီးကျက်ကိုကဲလေးရရှိတဲ့အကြောင်းလည်းသိရပါတယ်။ကောင်းပါတယ်။ဆိုတော့လောလောဆယ်မှာတော့မိုးကုတ်တွက်ကကျွန်တော်တို့လက်ရှိချိန်တွေမှာဒါအရေးပါတဲ့စီးရေးရရေးပါတဲ့စက္ကန်းကုန်းတစ်ခုကိုတိမ့်နိုင်ခဲ့ပြီ။အဲ့တော့ဒါကိုလည်းဒါကျွန်တော်တို့ဒါ NUG ကနေပြီးတော့မှဒီစစ်စင်ရေးကိစ္စတွေမှာပေါ့နော်အဓိကကြီးကျက်ကိုကဲတယ်ဆိုတော့ကောင်းပါတယ်။တော့ထပ်ပြီးတော့မှခင်ဗျားတို့ဒီထက်ပို့ပြီးတော့မှအဲလုတ်တဲ့လုတ်ထိုက်တဲ့အရာတွေလုတ်နိုင်တဲ့အရာတွေအများကြီးလုတ်ပေးပါအောင်လို့ပြောချင်ပါတယ်ဆိုတော့ နောက်ထပ်သတင်းရတော့ရှမ်းပြည်နယ်တောင်ပိုင်းတိုက်ပွဲတွေမှာစစ်ကောင်စီတပ်အရာရှိတွေအပါအဝင်၉ဦးသေဆုံးပြီးတော့မှ၂ဦးအရှင်ဖမ်းမိပါတယ်လက်နက်တွေလည်းသိမ်းရခဲ့တဲ့အကြောင်းကိုစီးရဲသတင်းရင်းမြစ်နဲ့မြေပြင်ရဲဘော်တွေကပြောပါတယ်ရှမ်းတောင်ပေါ်နော် ပင်လောင်းနယ်ဖေခုံမြို့နယ်အဆက်ကဈေးရွာတွေကိုစစ်ကောင်စီတပ်နဲ့ PNO ပိုးပြည်သူစစ်တွေကထိုးစစ်ဆင်နေတဲ့အတွက်ကြောင့်မလို့တော်လိုင်းအရာစုတွေနဲ့နေစဉ်တိုက်ပွဲဖြစ်နေတာလို့သိရပါတယ်အဲကျွန်တော်တို့ဒီတိုက်ပွဲတွေမှာပေါ့နော်ဒါကျွန်တော်တို့ဒါမှမိတ် ဒါကင်ပေါက်တွေပေါ့နော်ဒါပေးနေရတဲ့ဥစ္စာတွေရှိတယ်ဒါစစ်ခွေးဘက်ကတော့အထူးကြဆုံးနေများတယ်ပြီးခဲ့တဲ့ရက်ကတိုက်ပွဲတွေမှာစစ်ခွေးက2ပွင့်နဲ့အရာရှိတကောင်အပါအဝင်မျက်မြင်ကို6ကောင်သေးတယ်တဲ့အရှင်း2ကောင်ကိုလည်းဒါကျွန်တော်တို့ဘက်ကဖမ်းမိတာတွေရှိပါတယ်ဆိုပြီးတော့မှမြေပြင်ရဲဘော်တူကပြောပါတယ်ဒါအပြင်လက်နက်ဆက်လက်နက်စစ်3ဆောင်ပစ္စည်းတွေကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့လည်းသူကပြောပါတယ်ဆိုတော့လက်ရှိချိန်တွေတကူမှာတော့ဒါရှမ်းတောင်မှာလည်းတိုက်ပွဲတွေပြင်းထန်နေတယ်ဒါတကူဒါကျွန်တော်တို့ပင်လောင်းဖယ်ခုံပေါ့နော်အမျိုးနယ်အဆက်ကကြီးွာတွေမှာဒီကောင်တွေအခု6ကောင်သေးထားတယ် ဒါနှစ်ကောင်အရှင်မိထားတယ်ပေါ့နော်။တေထားတဲ့ကိုယ်ကောင်တွေပါလေအရာရှိတောင်ပါရလို့သိရတယ်ပေါ့နော်။အဲ့တော့နှစ်ပွင့်နဲ့အစီကောင်တွေပေါ့နော်။အစီကောင်တွေကြောင်ပြောင်နေတာပေါ့။โอเค။နောက်ထပ်တဲ့လေးကတော့ဘကိုတန်ဖြူးပြွတ်နေဇေယဝတီမျိုးတောင်ဘက်စားကုန်းဂိတ်မှာစစ်ကောင်မရှင်တပ်သားတွေနဲ့တော်လိုင်းကြီးတပ်သားတွေတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။စစ်သား၂ဦးဖမ်းဆီးမိခဲ့ပါတယ်။အဲ့တော့ဒီစစ်တုံးမ၂ဦးကစစ်ဆင်းနေချိန်မှာတနက်လူထွက်ပြေးသွားခဲ့တဲ့ကြောင့်မို့လို့လိုက်လံပြစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ဖြူးပြွတ်နေဘကဘကနေပြီးတော့ဗသတင်းထုတ်ပြန်လာတယ်။အဲ့တော့ အဲ့ဒီနောက်မှာပေါ့နော်ဒါကျွန်တော်တို့ဒီစစ်တုံးမဲနှစ်ကောင်ပေါ့နော်ဒါဖြူးမြို့နယ်ပကပတက်ဆွမှုပါပေါ့နော်ဒါကျွန်တော်တို့ဒီကောင်တွေကိုစစ်စင်းမေးမြန်းနေတဲ့အခြေပါပေါ့ဒါတိုက်ပွဲကြားထဲမှာအဲ့ဒီကောင်တွေကိုမိတယ်ပေါ့မိတဲ့အချိန်မှာဒီကောင်တွေကိုစစ်စင်းမေးမြန်းနေတဲ့အခြေမှာဒါတက်ဆွမှုကိုင်တဲ့ဒါကျွန်တော်တို့နိုင်မမပေါ့နော်ဒါ9မီလီမီတာပေါ့တနက်ကိုလူယူထွက်ပြေးပြီးတော့မှခုခံဒါကျွန်တော်တို့ထွက်ပြေးတဲ့ကြောင့်မလို့တော်လိုင်းရဲဘော်တွေကလိုက်လံပြစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့သိရတယ်ပေါ့နော်ဆိုတော့ဟိုဖင်ရတာလေဆိုတော့ဖင်ရတဲ့ကောင်တွေတော့သေပေါ့နော်အဲ့လိုမျိုး ဖင်ရတဲ့ကောင်တွေအတွက်ကတော့အာမခံချက်မရှိဘူးလို့ပြောချင်တယ်နော်โอเคဆိုတော့သတင်းလေးတွေနားဆင်ပြီးတဲ့နောက်မှာဗီဒီယိုဖိုင်လေးကြည့်အောင်ပါအဲပရမဟုဆိုတာဒါကျွန်တော်တို့အဲဒေါက်တာအောင်နေမျိုးဆိုတာရှိရပြအဲဒေါက်တာအောင်နေမျိုးဆိုတာဒီလက်ရှိအာစစ်တပ်နဲ့လုပ်တဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့အမတ်ပေါ့ဗျာအဲ့ဒီကောင်ကဘာပြောလဲဆိုတော့ဒီ NLD ကိုမဲထည့်ခဲ့တဲ့သူတွေတဲ့သူ့ကိုမဲမဲပေးပါဘောနော်လာစည်းရုံးနေသေးတာနော်အဲ့ဒါနေပြည်တော်မှာရှိတဲ့ NLD ကိုမဲပေးခဲ့တဲ့သူတွေပေါ့နော်ဒါသူ့ကိုမဲပေးပါတဲ့ ်ဒီတိမျိုးနယ်ကကျွန်တော်တို့ဒီလူလူအပေါင်းတို့ခင်ဗျာကျွန်တော်ကတော့အထူးမိတ်ဆက်ဆရာမလို့ပါဘူးကျွန်တော်ဒေါက်တာအောင်မျိုးပါအခုကျွန်တော်အခုနောက်ခံထားရတဲ့ပုံကတော့ဒါကတော့ဟိုဒါဗိုလ်ချုပ်ဆန်ပေါ်နေနော်ဒါကျွန်တော်တို့ကမြို့သားကောင်းဆောင်ကြီးအဲ့တော့2020တုန်းကကျွန်တော်ဇဘူတီကြီးကပြည်သူတွေအတွက်ကိုကျွန်တော်မဲဝင်ရွေးခဲ့ပါတယ်ကျွန်တော်ကမြန်မာဒီမိုကရေစီဖွဲ့ချုပ်ကပထမပြည်ထောင်စုကြံခိုင်းတဲ့ဖွံ့ဖြိုးရေးပါတီကဒုတိယကျွန်တော်တတိပုဂ္ဂလဒေါက်တာအမျိုးတက်တရရပါတယ်အချို့တွေက ဟလာဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုထောက်ခံခဲ့တဲ့လူတချို့ကဘာပဲပြောပြောကျွန်တော်ကိုထောက်ခံခြင်းနဲ့ဆန္ဒရှိပါတယ်ဒီတော့လည်းပဲဒါတာနော်ဒီဟိုအပေါ်ဒီကျွန်တော်တို့ဟလာဟိုကြွားလို့ရှင်တော့လူပုဂ္ဂိုလ်ပုံရိပ်ကြောင့်ကျွန်တော်ဒါတော့မရခဲ့ဘူးဆိုတာတော့ကျွန်တော်သိပါတယ်အဲ့တော့ဘာပဲပြောပြောနော်ဒီအခုကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံအနေထားမှာနော်ကျွန်တော်တို့ဒီဟလာပြည်သူ့ကြံ့ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီပေါ့နော်ဒီပါတီကိုထောက်ခံတဲ့ကျွန်တော်တို့လူအုပ်စုရှိပါတယ် အဲ့တော့ကြံတဲ့လူအများစုကတော့ကျွန်တော်တို့ကဒီဟာမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုထောက်ခံခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီပွဲမှာကျွန်တော်တို့ကတော့ဒီလွတ်တော်ထဲမှာမျှကြေဖြစ်ဖို့အတွက်ကကျွန်တော်တို့ဟာဒီပြည်သူတွေထွက်လာပြီးတော့အထူးသဖြင့်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုထောက်ခံတဲ့လူတွေကနော်ဒီမိုကရေစီရဲ့ရပိုင်ခွင့်ကိုရည်တည်ချက်မှာဒီနေရာမှာအစားထိုးပြီးတော့ကျွန်တော်တို့ခေါင်းဆောင်မှုပေးနိုင်တဲ့ကျွန်တော်ကိုထောက်ခံပေးပါလို့ကျွန်တော်ကအဲ့ဒါကိုမြစ်တာရခံပါတယ်ဒါက အားလုံးအတွက်ပေါ့နော်ကျွန်တော်တယောက်တည်းအတွက်တွေမဟုတ်ပါဘူးတနိုင်ငံလုံးအတွက်အရေးကြီးတဲ့ကိစ္စဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ကတော့အရင်တော့က NLD ကိုထောက်ခံခဲ့တဲ့ဟလာကျွန်တော်ပြည်သူလူထုအားလုံးကနော်ကျွန်တော်ကိုထောက်ခံပေးကြပါမဲပေးကြပါလို့ကျွန်တော်ကဒီနေရာနေပြီးတော့ကျွန်တော်ကဒီမြစ်တရခံတိုက်တွန်းပါတယ်อืมสรุปมิเบเนียนี่เบบ้วတွေဘလို့ယူပြီးတော့มาด็อกเตอร์ဖြစ်လာလဲတော့ငါမသိဘူးกว่าဒါပေမဲ့မင်းလူแก้ခက်ကတော့တော်တော်ညံ့တာกว่าဘာဖြစ်လို့ဆိုတော့ဟို NLD ပါတီကိုမဲပေးခဲ့တဲ့သူတွေက ေးကိုမဲပေးခြင်းတဲ့သူတွေရှိပါရဲ့ဆိုတဲ့ဇာတ်တော်ငါလက်မခံဘူး NLD ပါတီကိုချစ်လို့ NLD ပါတီကိုမဲပေးတာလေဟလာမေးကိုငကိုတွေကဝန်းရံကျင်တယ်မေးကိုချစ်တယ်ဆိုရင်မေးကိုပဲပေးမှာပေါ့ဆောက်ဘိုးရဲ့ဟောအဲ့ဒါလေးတော့မသိအဲ့ဒါလေးတော့ခွဲခြားမသိဘူးလားမင်းတို့စစ်တပ်အောက်ဆွဲကောင်တွေကလေအသက်တာကြီးလာတာကွာတလားအုံနောက်ကမဖွင့်မျိုးလာအောင်အဲအုံနောက်မဖွင့်မျိုးလာရပြကြက်ပါမပြည့်ဘူးအေးအဲ့လိုကောင်တွေကတိုင်းပြည်ကိုအုပ်ချုပ်နေတယ်တိုင်းပြည်မှာရှိနေတဲ့ဟိုပြောမယ်ဆိုရင် ဟိုဝင်ကြီးဝင်လေးဆိုတဲ့အဲ့လိုဌာနအသွေးတွေမှာမင်းတို့ကဟိုလူတွင်ကျေလှုပ်ရှင်နေတယ်ဒီလိုပုံစံနဲ့အေးတော့စိုးနေပြီနော်မင်းဘွဲကြည့်ရတယ်တကောဘွဲရပညာမတက်ဖြစ်မယ်ပညာသောအတက်ပညာရောအသိပညာရောပေါ့နှစ်ခုလုံးမတက်ဘူးလို့ကျွန်တော်ကတော့ပြောချင်တယ်အဲ့ဒါဒေါက်တာအောင်မျိုးတယ်โอเคဆိုတော့ဟိုနောက်တစ်ပြည်ပါလေတခုကတော့အဲ့လိုမျိုးကောင်းတွေအတွက်ကိုပေါ့နော်အာတေကူဖုံဖုံကဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှမိသားစုတွေတတိထားဖို့ရန်အတွက်နော်အတိပေးစကားလေးပြောလာပါတယ်နောက်တော့ကြည့်အောင် သင်မဲ့ဖြင့်တရားဝင်လူတက်ခွင့်မပေးပါနဲ့သင်မဲ့ဖြင့်သင်ကိုတတ်မိတရားဝင်လူတက်ခွင့်မပေးပါနဲ့2025ဒီဇင်ဘာ28အာနာသိန်းစစ်ကောင်စီကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲလွတ်လပ်ပြီးတရားမျှတမှုရှိတယ်ဆိုတာဘလို့ပဲပြောပြောစီကူရင်တတ်တတ်ပဲဖြစ်လိမ့်မယ်လို့အမေရိကန်လွှတ်တော်ကဆိုတဲ့တောင်ကိုရီးယားလူစိတ်ရှိတဲ့သူတွေဒီဇင်ဘာ9ရက်ကြိုတင်မယ်မပေးပါနဲ့ 2020ပြည်သူလူထုရွေးချယ်တင်မြောက်ထားတဲ့အနိုင်ရပါတီအစိုးရကဘာကအတိမတ်ပြုသမ္မတတွေအတိုင်းမင်ကန်တွေကို ဝင်ကြီးတွေကို အာဏာသိမ်းစစ်ကောင်စီအခုချိန်ထိဖမ်းဆီးချုံနောင်ထားတဲ့မဲဘာကြောင့်မပေးခိုင် Black is this car down order အရေးကြီးရင်တွေးနီးရမယ်ဘုံကြီးမဲပေးပိုင်ခွင့်မရှိဘူးမြန်မာနိုင်ငံပြည်သူလူထုကို တိုးတက်အောင်မြင်စေချင်လို့မြန်မာနိုင်ငံရဲ့လူဦးရေထောက်ဝဲကျော်ဟာစင်ရဲမွဲတည်နေပြီးတော့3.6တန်းကျော်ဟာနေရစွန့်ခွာပြီးအိမ်နီးချင်းနိုင်ငံတွေကိုဖတ်ပြေးနေရတယ်ကိုပြည်သူလူထုကိုကိုပြန်တတ်နေတဲ့အာနာသိစစ်ကောင်စီထွက်ပေါင်းမဟုတ်ဘူးထောင်ကြောက်อืมဆိုတော့ဟိုပြည်သူလူထုကိုဒုက္ခပေးနေတဲ့အာနာရှင်တွေကိုခမားတို့မဲပေးလိုက်တာကဒီကောင်တွေကိုအသက်ရှင်ွေးပေးလိုက်တာနဲ့အတူတူပဲဖြစ်တယ်လို့ ဟိုတေချာတကွကျွန်တော်တို့တော်လိုင်းအတွက်ကတော့အထီးကိုက်မှုတော့မရှိဘူးဗျာတိုးပေမဲ့ခင်ဗျားတို့ကတော်လိုင်းအတွက်သမိုင်းတရေခံဖြစ်သွားလိမ့်မယ်ဆိုတော့တော့ခင်ဗျားတို့သိဖို့လိုပါတယ်ဆိုတော့ဒီကောင်တွေနှစ်ပေါင်းများစွာဒါဒီကောင်တွေရဲ့ဒါလှုပ်ဆောင်ချက်တွေကိုမိသားစုတွေလည်းမြင်ကြမှာပါကောင်းတာပါရှိလေသူတို့လုံနိုင်ကြတာပါရှိလေအချိန်ပြည့်ကိုအိတ်ကတ်သေးကိုပဲရသမျှအခွန်ဘဏ္ဍာတွေကိုထည့်ဖို့ကြိုးစားနေတဲ့ကောင်တွေကိုခင်ဗျားတို့တိုင်းပြည်နဲ့ပတ်သက်တဲ့ ဟိုတာဝန်တွေထပ်ပြီးတော့မှခင်ဗျားတို့ပေးမယ်ဆိုရင်ခင်ဗျားတို့လောက်ကျွန်တော်တို့လောက်နွားကြတဲ့သူတွေရှိမှာမဟုတ်လို့တော့ပြောချင်တယ်နော်ဆိုတော့ဟိုတကူဖုံဖုံကတော့ဒါကိုရီးယားမှာဆိုတော့အဓိကတော့ကိုရီးယားမှာရောက်နေတဲ့ဒါအမျိုးတွေပေါ့နော်ဒါကိုဒီဒီနေ့9ရက်နေ့မှာမဲပေးရမယ်ဒါအမျိုးတွေပေါ့နော်ဒါဒီမျိုးတွေတော့ကိုပေါ့ဒီတိုက်တွန်းထားတာပေါ့ဒါတကယ်လဲညီခဲ့ပါတယ်ဟိုကိုရီးယားမှာရောက်နေတဲ့အမေသားသမီးတွေတော်လိုင်းဘတ်တော်သားတွေကညီခဲ့ပါတယ် ဘလောက်တင်းကြီးလဲဆိုရင်ကိုရီးယားတိုင်ယုံရှိမှာမဲမပေးတဲ့အပြင်စာနာတော်သွားပြနေပါသေးတယ်ဗျာဘလောက်တော့အားရစရာကောင်းလဲဆိုတာជីជីအာအားလုံးမင်္ဂလာပါအဲဒါကျွန်တော်တို့တောင်ကိုရီးယားနိုင်ငံမှာကျွန်တော်တို့တိုင်ယုံရဲ့ရှိမှာဒီနေ့မဲပေးမယ်ဆိုပြောပါတော့သူတင်မဲပေးဖို့ဆိုပြီးတော့ပြောထားတာဖြစ်တယ်တိုင်ယုံရဲ့ရှိမှာရှိနေကြတဲ့သူဖြစ်ပါတယ်ဆိုတော့ကြည့်ကြပါ ဒါတယုံမှာလက်ရှိမြင်နေရတဲ့အနေအထားပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီ2015ရွေးကောက်ပွဲတုန်းကကျွန်တော်တို့2020ရွေးကောက်ပွဲတုန်းကဘလုံးမဲပေးခဲ့ကြတယ်လေ2020ရွေးကောက်ပွဲမေးပေးတုန်းကဆိုတော့ဒီဘက်မှာအလုံးမဲတွေ့ကြမှာပါအာဒါစာတင်ကြောင်းမှာဒါကျွန်တော်တို့အဲတန်ယုံရဲ့ရှိတဲ့တဲ့မှာရှိရတန်ယုံရဲ့ဘေးနားမှာရှိရဒီကျွန်တော်တို့စာတင်ကြောင်းမှာဆိုရင်ဘောလုံးကွင်းထဲမှာလုံးဝကိုကျွန်တော်တို့လူတွေကိုပြည့်ညက်တက်ပြီးကျွန်တော်တို့မှာဒီမှာအာဒါလူတွေကိုတန်းစီပြောပေါ့နော်ကျွန်တော်တို့ဟိုဟာဖြစ်နေရှိရပေါ့နော်ဒီမဲပေးဖို့ အာရှိတယ်အဲ့လိုမျိုးပြောနေရရှိတယ်ဟိုတောက်လျှောက်လူတိုင်းစီယူကျွန်တော်မန်နေဂျမန့်လို့စီမံခန့်ခွဲပြီးတော့ဗောလန်တီယာအနေနဲ့ပေါ့နော်ဒါကျွန်တော်တို့အာပြောခဲ့ပြောပေးနေရရှိတယ်တောက်လျှောက်ဆိုတော့အာတောက်လျှောက်ပြောပေးနေရရှိတယ်အဲ့တော့ဆိုရင်ဟိုကျွန်တော်တို့ဗောလန်တီယာအနေနဲ့လောအပ်ပေးနေနဲ့လောက်ခဲ့ပေါ့နော်အခုအချိန်နေဆိုကြည်ပါအားလုံးပဲအဲလုံးဝကိုသူတို့ဟိုတစီမချောက်ရုံပေါ့နော်တရေမချောက်ရုံတမယ်ပါပဲကျွန်တော်တို့အာလုံးဝကိုဘယ်သူမှကိုမရှိဘူးပေါ့နော်ဒီတိုင်ုံမှာဆိုရင်လုံးဝကို ခြောက်ကပ်ပြီးတော့ဟိုတကယ့်ကိုဟိုပြက်နေရဲ့ဒီတုတ်တန်တစားပြင်လိုပဲပေါ့နော်ပြောရမယ်ဆိုရင်ပုံနေတင်တယ်ဆိုခင်ဗျားတို့ကဝါတာမိုင်းတိုက်တယ်အာဖိုတိုရှော့နဲ့လုတ်တယ်နဲ့ရှိပါလိမ့်မယ်ဆိုတော့အဲတန်ကိုရီးယားနိုင်ငံမှာကတော့စစ်ကောင်စီကိုတန်ရုံးကိုတွားပြီးတော့မဲပေးတာဒီမှာမြင်တဲ့အတိုင်းပါပဲလို့အစွမ်းတန်ရုံးရှိမှာခွေးတကောင်ကြောင်တမိတောင်မရှိပါဘူးဆိုတာလေးကိုတင်ပြရင်းနဲ့ပဲဒီညမှာပဲဟိုလိုက်လေးကိုပိတ်သိမ်းပြရစေခင်ဗျာကျွန်တော်တို့နေ့လေ၄နာရီအထိဆန္ဒပြပါမယ်မနေ့ဖြန်မှာလည်းမနေ့စင်နိုင်ရနေပြီးတော့မှကျွန်တော်တို့ တောက်လျှောက်ရှိမယ်ပေါ့နော်အမနေ့စနေရနေပြီးတော့မှညနေ၄နာရီရှိပါမယ်ဆိုတော့မနေ့ပြန်มาပြီးတော့ဒီတောင်ကိုရီးယားနိုင်ငံစိုးမြို့ပါတယ်မဟုတ်ဘူးကျွန်တော်တို့အဲဒေကူးမြို့မှာလည်းလူ300နဲ့500ကြာဆန္ဒထုတ်ပေါ်ကြဖို့အတွက်အဲအဲဟိုရှိတယ်ပေါ့နော်ဆန္ဒထုတ်ပေါ်တာဖို့အစီအစဉ်ရှိပါတယ်အင်းဆိုတော့တောင်ကိုရီးယားရောက်မိသားမိသမီးတွေကညီချက်ပဲနော်ဟိုကခုနအဲ့မှာကိုကျော်စံပြောရတာဆိုရင်ဟိုလူမပြောနဲ့ခွေးတကောင်ကြောင်လို့မရှိဘူးလေအေးတော်စိုးနေပြီနော်ခွေးတကောင်ကြောင်လို့မရှိဘူးလေဥမာကြီးကကြမ်းတယ် ုံ့ပြန်တစားပြင်ကဲတူတယ်ဆိုတော့ဟိုလက်ရှိမှာမေအောင်နိုင်တို့လုပ်တဲ့ရွေးကောက်ပွဲဒီအချိန်နေအချိန်ခါလဲကွာတယ်လို့အဲလက်ရှိဒါကျွန်တော်တို့ခေါင်းဆောင်ပါဆိုတဲ့ကောင်တွေရဲ့နော်ဒါအချိန်ဝါကြောင့်လဲပြည်သူတွေကဒီရွေးကောက်ပွဲကိုစိတ်ဝင်စားတာလဲဒါပြောမယ်ဆိုရင်ဖြစ်တင်ပါတယ်။ဘာဖြစ်လို့ဆိုတော့ဒီကောင်တွေကပြည်သူကိုဒုက္ခပေးဖို့အတွက်လုပ်တဲ့ရွေးကောက်ပွဲသူတို့ကောင်းစားဖို့အတွက်လုပ်တဲ့ရွေးကောက်ပွဲဆိုတော့များသောအားဖြင့်နိုင်ငံတကာကိုထွက်လာရတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေဒီ ိုင်းပြည်ထဲမှာဆက်အာဏာရှင်အုပ်ချုပ်နေတာကိုမကြိုက်လို့ဆိုတာကတကြောင်နောက်တစ်ခုကပါလဲဆိုဆက်အာဏာရှင်ကမတရားလုပ်နေတဲ့စစ်မှုတဲ့ဥပဒေကိုရှောင်ကျင်တဲ့အတွက်ကြောင့်လို့တာတကြောင်ပြီးွားရင်နိုင်ငံသားမှလွတ်လွတ်လပ်လပ်နေမှာကိုမိဘတွေကိုအဲအများပြထောက်ပံ့နိုင်တယ်ဆိုတဲ့အကြောင်းပြချက်ကတကြောင်ပေါ့မျိုးစုံတဲ့ဒါကျွန်တော်တို့ထွက်လာခဲ့ရတာဖြစ်တယ်ဆိုတော့အာဏာရှင်နဲ့ပတ်သက်ပြီးတော့မှအာဏာရှင်လုံးဝမကြိုက်တာကတော့တေချာတခုကတော့တိုင်းနှပါရောက်အမေသားသမီးတွေကတော့လုံးဝအာဏာရှင်လုံးဝမကြိုက်လို့ ိုင်းနေပေါ့ကိုထွက်လာရတယ်ဆိုရင်ပို့ပြီးတော့မှအမှန်တယ်လို့ထင်ပါတယ်အခုလည်းကြည့်ပါကိုရီးယားမှာနော်ဘယ်လောက်အားရစရာကောင်းလဲဆိုတာစဉ်းစားကြည့်အဲ့တော့မင်းတို့ပြည်ပရောက်မိသားသမီးတွေရဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့မဲကိုမင်းတို့မျော်လင့်မနေနဲ့လို့မင်းရောက်လာရင်အပေါင်းပါတယ်ပြင်မင်းရောက်လာရင်အောက်ဆွဲလေးတွေကိုပါပြောချင်တယ်နော်ဆိုတော့နောက်တစ်ပြည်ပနဲ့တစ်ခုကတော့ဒီကျွန်တော်တို့အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပါနော်အဘူကြီးလင်းထအောင်ကသူလဲသူတိတာလေးပြောလာပါတယ်သူ့ရင်ထဲမှာရှိတဲ့ပြောချင်တာလေးတွေကိုအားလုံး ကျွန်တော်တို့နောက်ထောင်ကြည့်အောင်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှာပါတီနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ရွေးကောက်ပွဲမှာပါဝင်နေတဲ့ပါတီတွေနဲ့ပတ်သက်ပြီးတော့မှာပေါ့အဲ့တော့အခုရွေးကောက်ပွဲဝင်မဲ့ပါတီတွေထဲမှာပြည်သူတွေကိုယ်တိုင်မဲပေးခြင်းနဲ့ပါတီဘယ်နှခုပါလဲဆိုတော့ထုတ်ပြ ဲ့လိုဗျာမဲပေးတဲ့ဆက်တွေကလည်းသူတို့ကိုယ်တိုင်ကလည်းပြည်တွင်းမှာပြုတ်လုတယ်ပြီးတော့အကုန်လုံးကလည်းစစ်တပ်အနေနဲ့သူ့လက်သူ့ခြေနဲ့ဒီရွေးကောက်ပွဲကိုသူစိတ်ကြိုက်လို့လို့ပုံပေါ်ဖန်တီးလို့ရတယ်ဆိုတာကိုကျွန်တော်အဓိကထားပြီးတော့ပြောချင်တာအဲ့တော့ဒီနေရာမှာရွေးကောက်ပွဲအတွက်လော်နေတဲ့ကောင်တွေရှိတယ်ဒီကောင်တွေရဲ့ ပြောရတဲ့သားကပြည်သူကရွေးကောက်ပွဲကိုမဲပေးမှအခုစစ်တပ်ရဲ့အုပ်ချုပ်ကောက်ကလွတ်မယ်ဆိုပြီးတော့ပြောနေတာရှိရတချို့နိုင်ငံရေးပါတီတွေပါတီရဲ့ခေါင်းဆောင်တွေကိုနှိုက်ကရွေးကောက်ပွဲကလုတ်ကိုလောက်အောင်ရွေးကောက်ပွဲမလုတ်ရင်ငါတို့တသက်လုံးအာဏာရှင်အောင်မှာပဲနေရမှာပေါ့ဘာဘာညာဆိုပြီးတော့ပြောနေတဲ့ဥစ္စာတွေလည်းကျွန်တော်ရှိရပါတော့အဲ့တော့ဟိုတို့ကနောက်တော့ပါပြောတကယ်လို့နော်ပြည်သူတွေအနေနဲ့ မဲမပေးပဲနဲ့ရွေးကောက်ပွဲကိုညှင်းဆန့်နေမယ်ဆိုရဲနဲ့ခမားတို့ကစစ်တပ်အုပ်ချုပ်တဲ့အာဏာရှင်စနစ်ကိုကြိုက်လို့ပဲဆိုပြီးတော့ပြောခဲ့တဲ့စကားကိုကျွန်တော်မေးခွန်းတစ်ခုပဲထုတ်ချင်တာဗျာအဲ့တော့အခုရွေးကောက်ပွဲဝင်မဲ့ပါတီတွေတဲမှာပြည်သူတွေကိုယ်တိုင်မဲပေးခြင်းတဲ့ပါတီဘယ်နှခုပါလဲဆိုတော့ထုတ်ပြပြည်သူတွေကိုယ်တိုင်မဲပေးခြင်းပါတယ်ဆိုတဲ့ပါတီဘောမာနဲ့ဟိုဟာလည်းမပြောဘူးเนาะအဲ့တော့နောက်ပြီးတော့ပြည်သူကမဲပေးပါပြီဟုတ်ပြီမင်းတို့ပြောဆိုတကယ်ကြီးအာနာရှင်လောက်ကလွတ်မယ်လို့တေချာတယ်လို့မင်းတို့အာမခံအာ တိတ်ပြီးတော့မလော်ရနဲ့တိတ်ပြီးတော့မလော်ရနဲ့အဲ့တော့ဒီနေ့ဗီဒီယိုမှာကျွန်တော်အဓိကထားပြီးတော့ပြောချင်တာကဗီဒီယိုကအကြာကြီးလည်းမဟုတ်ဘူးအဓိကရှင်းရှင်းလင်းလင်းနဲ့အားလုံးနားလည်လွယ်အောင်တော့ကျွန်တော်ပြောထားတယ်အဲ့တော့ဟိုပြောရမယ်ဆိုရင်ဗျာဒီရွေးကောက်ပွဲဆိုတော့အစာတွေကအဖြေထွက်နေတဲ့ပုံစံကြီးဒီကောင်တွေကအသေးအတန်နဲ့ဒါတွေကိုတရုပ်ဆောင်ပြနေတာမြင်တော့ကျွန်တော်တကယ်ကိုရည်ချင်စရာဖြစ်တယ်ဗောနော်အခုကဒီမဲပေးဆက်အကြောင်းတွေပါပါလာပြီဆိုတော့ အဲကျွန်တော်တို့ပြည်သူတွေကိုဒါတွေကိုပို့ပြီးတော့တည်နေခြင်းနဲ့အဲ့တော့ရွေးကောက်ပွဲကိုဒီခေါင်းလေးကမဖြစ်ဖြစ်အောင်လုပ်မှာပဲကျွန်တော်တို့ဟိုးအစတွေကပြောခဲ့သလိုပဲရွေးကောက်ပွဲဒီသူတို့အားလုံးရဲ့နိုင်ငံရေးထွက်ပေါက်ဖြစ်တယ်။နောက်ပြီးစစ်တပ်လက်ဝေခံနဲ့စစ်တပ်နဲ့ပေါင်းပေါင်းလုပ်နေတဲ့နိုင်ငံနိုင်ငံရေးပါတီတွေရဲ့အားလူရညာအယိုးရင်းလေးကိုက်လို့ရမလားဆိုတဲ့ပုံစံမျိုးလည်းဖြစ်မယ်။အဲ့တော့ဒါကြောင့်မလို့ဒီရွေးကောက်ပွဲအကြောင်းကိုတော့ကျွန်တော်တို့ကအော်ဘာလို့တိထားဖို့တော့လိုတယ်။ဒါပေမဲ့ရွေးကောက်ပွဲကိုကျွန်တော်တို့တတ်နိုင်တယ်ဗျာ။ဆန့်ကျင်ဖို့လိုတယ်ဆိုတာပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဒီနေ့ကျွန်တော် ကျွန်တော်အတွေ့ကျွန်တော်အမြင်စီစဉ်လေးကိုဒီလောက်နဲ့ပဲကျွန်တော်အဆုံးသတ်ချင်ပါတယ်။အင်းဆိုတော့ဒီကောင်တွေအခုလှုပ်တဲ့ရွေးကောက်ပွဲကဒါရွေးကောက်ပွဲမှာမဟုတ်တာဒါရွေးချယ်ပွဲကြီးရွေးချယ်ပွဲဆိုတာတော့မှဒါရွေးချယ်ပြီးသားပွဲကြီးဗျာတိလား။ဘယ်နေရာမှာဘယ်ကောင်ဘယ်နေရာမှာဘသူဘယ်နေရာမှာဘဲဝါဘဲဝင်ကြီးကဘသူဆိုတဲ့ဥစ္စာပေါ်တော့မှပြည်သူတွေကအတက်မပြောနိုင်ဘူးဆိုရင်တော့မှအနည်းဆုံးတော့စက်ခိုင်ရေးပါတီအတွက်လှုပ်တဲ့ရွေးကောက်ပွဲဆိုတာတော့ပြည်သူတွေလည်းသိတယ်။ပြည်သူဆိုတဲ့အတိုင်းအတာမှာတော်လိုင်းပြည်သူလည်းသိတယ်လို့တာမန်တော်လိုင်းရေးကိုစိတ်ဝင်စားဘူးနိုင်ငံရေးကိုလည်းစိတ်ဝင်စားတဲ့ပြည်သူတွေကအစသိပါတယ်။ တို့ပေမဲ့လက်ရှိခြေအနေတကူမှာဒီရွေးကောက်ပွဲကိုပြောမယ်ဆိုရင်လှုပ်လိုက်ခြင်းအပြင်ဒီကောင်တွေကနိုင်ငံတကာရဲ့အတိမတ်ပြုမှုဒီကောင်တွေကရမယ်လို့ထင်နေတာဘလောက်ပဲလှုပ်လို့မင်းတို့ရွေးကောက်ပွဲမှာမဟုတ်ရွေးကောက်ပွဲတဲ့ကြီးတဲ့အရာကိုလှုပ်လဲမင်းတို့ဘယ်နိုင်ငံမှအတိမတ်ပြုမင်းတို့အတိမတ်ပြုတဲ့နိုင်ငံကရုရှားတို့နော်ဒီအိန္ဒိယတို့မြောက်ကိုရီးယားတို့ဘလရုတို့တကယ်ကမ္ဘာချင်ပတ်နိုင်ငံတွေကပဲမင်းတို့အတိမတ်ပြုမှာအဲ့နိုင်ငံတွေကအတိမတ်ပြုတော့မင်းတို့ကတရားဝင်အစိုးရမဖြစ်တော့ဘူးငကိုရီးယားကမင်းတို့ကတရားမဝင်အစိုးရအဲ့ဒါကိုမင်းတို့မသိပဲဆောက်ရှက်မရှိရွေးကောက်ပွဲထပ်လုပ်တယ် ဘာမှမထူးလုံမနေနဲ့ငါတို့ပဲအုပ်ချုပ်တယ်ကွာလို့ပြောလိုက်ပြီးနေတဲ့ဥစ္စာကိုရွေးကောက်ပွဲများကြီးကျယ်လုပ်နေကြတယ်နော်မင်းတို့လည်းတကယ်အရှက်မရှိတဲ့ကောင်တွေအဲ့တော့အဲ့လိုမျိုးအရှက်မရှိတဲ့ကောင်တွေထမိန်ဝတ်ထားပါတဲ့နော်ဘသူကပြောတာလဲဆိုတော့မတ်လိုင်းအီဖြူပေါ့နော် CDN ရဲတပ်သားကိုပြေဆောင်အောင်ရဲ့ဇနီးမတ်လိုင်းအီဖြူကပြောတာပါနားထောင်ကြည့်အောင်ဟိုပါတီစုံပေါ့နော်တကယ်ဆိုလို့ရှိရင်ပြိုင်နေဆိုလို့ရှိရင်လည်းပါတီစုံအကုန်လုံးရှင်းပြရမှာပေါ့နော်လူမျိုးမရွေးဘာသာမရွေးအကုန်လုံး ပြန်ရမယ်ပြိုင်းပြီးတော့ဒီပြည်သူလူထုရဲ့စိတ်ဆန္ဒအပေါ်အဓိကလိုအပ်တယ်ပေါ့နော်အခုကကြတော့ဒီကြီးခိုင်မျိုးဆိုတာတွေကသူတို့ကသူတို့အနိုင်ရဖို့အတွက်ပဲအဓိကအခုတက်လာသမျှဟာတွေလည်းသူတို့အကုန်လုံးအားဟိုအမှုဒီတူတက်တက်ခိုင်တို့တောင်ကိုပြုတ်ကုန်ပြီပေါ့နော်အဲအမှုအာဘလို့ညှိလို့ပါညာနေပေါ့နော်အဲ့လိုမျိုးသူတို့ဖိအားတွေပေးနေမှာပေါ့အာဟိုဟာ ဟိုဟာမလုံးနဲ့ဒီဟာမလုံးနဲ့အဲအကောင်လုံးကိုသူတို့အကောင်လုံးဝင်စင်းပြီးတော့ကိုအချက်ချာကြကြလှုပ်ထတာနိုင်ရင်လည်းအခုချိန်မှာတော့ဒါသူတို့ကအာနာလေအာနာနဲ့လှုပ်ထတာအဲမင်းမထက်လို့ရှင်တက်မဲဘလို့ညာလို့ဒီဆိုတော့ပြည်သူတွေကလည်းမလွန်ဆန်းရဲဘူးပေါ့နော်မလွန်ဆန်းရဲတဲ့အတွက်အမ်ကြမတိတဲ့သူတွေအဖို့ကတော့ဒါသူတို့နိုင်တာပေါ့နော်ဒါမှမဟုတ်ကိုကိုချက်စိတ်မှုမရှိတာပေါ့နော်မိမဟို ်မိမကြီးမိမအိုကြီးတယောက်ကိုပေါ့နော်ထောင်းနဲ့ထက်ထောင်းနဲ့ထက်ပြီးတော့ငါတို့ပဲနိုင်ရမယ်ငါတို့ပဲဖြစ်ရမယ်တကယ်ဆိုလို့ရှင်အဲထမင်းဝတ်ထားတဲ့နယ်လို့ပဲပြောချင်တယ်အဲ့လိုမျိုးဒီကအဲ့တော့အဲ့ချင်းလူကြီးကြီးပေါ့နော် ချုပ်လို့မရတော့အဲ့လိုမျိုးချေးစွဲတွေပေါ့နော်တခုခုဆိုအဲ့လိုမျိုးဟိုချေးတော့ဟာတွေရိုက်ထဲထားတာတွေအဲ့လိုမျိုးလူငယ်တွေလူငယ်တွေခုတိုးတက်မှုမရှိဘလို့ဖြစ်တယ်ဆိုတော့သူတို့တွေကကန့်လန့်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 နေအဲ့လိုမျိုးကနန်းနေကနန်းနေ ဒီဒီကလုံးကြုံမှုမှမရှိပြည်သူတွေမကကွယ်ပန်းနဲ့သူတို့ဟာကဟိုအတင်းမော်နော်ဖြစ်ဟိုအာနာရင်းနဲ့တုံးနေတဲ့ဟာမှာဘောနော်ညီမတို့အဖေတွေဆိုလို့ရှင်ပြောတဲ့စစ်စစ်တပ်ဆိုလို့ရှင်ရေတောင်စစ်မသာဘူးဘောနော်ဘာဖြစ်လို့ဆိုသူတို့တိတယ်လေသူတို့စစ်ဖက်နဲ့အကန်ခံရတယ်အဲ့လိုမျိုးတွေဘောနော်အားအားတွေကိုတိရတဲ့အတွက်ကြောင့်ညီမကတော့ဒီပြောရလို့ရှင်တော့ဒီစစ်တပ် ုပ်ချုပ်တဲ့နိုင်ငံကဘလို့မှအလားလာကောက်နိုင်မဲ့အနေထားမှာမရှိဘူးပေါ့နော်ပြည်သူတွေအဓိကပိုးတဲ့ပိုးပြီးတော့ဒုက္ခရောက်ဖို့ပဲရှိတယ်ပေါ့နော်ကောက်မှုလားလားတော့မရှိဘူးအဲ့တော့ဒါကမတ်လှိုင်အင်ဖြူပေါ့နော် CDN ရဲတပ်သားကိုပြည့်စုံအောင်ရဲ့ဇနီးဖြစ်ပါတယ်ဆိုတော့သူတို့တွေလည်းဒါတစ်ချိန်တစ်ခါကဒါမေးအောင်လိုင်းရဲ့ဘတ်တော်သားတွေဖြစ်ခဲ့တယ်ဒါအာရမဘက်မှာရက်တီခဲ့တယ်တို့ပေမဲ့သူတို့တွေကိုဒါပြောမယ်ဆိုရင်သူတို့ရဲ့အတ္တိတရားအရသူတို့တွေ အာမေစုကိုချစ်တဲ့သူတွေလည်းဖြစ်တယ်ဒီတော်လိုင်းကိုထောက်ခံတဲ့သူတွေလည်းဖြစ်တယ်ဒါအပြင်အာနာရှင်ကိုလက်မခံတဲ့တဲကြောင့်မလို့သူတို့ဒီလိုမျိုးဒါဒီတော်လိုင်းမှာပါဝင်လာခဲ့တယ်တေချာတကောတော့ဒီ election ကလက်ရှိမှာမြောက်နယ်လို့လုပ်တဲ့ election ကလောက fair မဖြစ်တဲ့ election ဆိုတော့သူတို့သိတယ်ဗျာဆိုတော့နောက်တစ်ခုကပါလဲဆိုတော့သူတို့တွေကပြည်သူကိုကာကွယ်စောင့်ရှောက်ချင်တာပြည်သူကိုသူတို့ကတပ်ဖြတ်ချင်တဲ့သူတွေမဟုတ်ဘူး နော်အဲကြောင့်မို့လို့သူတို့စီဒီယံဝင်လာတယ်လင်ရောမရောပေါ့နော်ဒါပြောမယ်ဆိုလင်စီဒီယံဆိုမရစီဒီယံပဲဗျာဟုတ်တယ်မလားဆိုတော့ဟိုဘလိုစီဒီယံမျိုးလဲဆိုတော့ P2 ကိုချစ်တဲ့စီဒီယံတွေပါ P2 ပေါ်မှာတံမိုးထားတဲ့စီဒီယံတွေဖြစ်ပါတယ်ဒီလိုမျိုး P2 ကိုတံမိုးထားတဲ့သူတွေကိုလည်းကျွန်တော်အနေနဲ့တံမိုးထားပါတယ်ဒီလိုတံမိုးထားသောအဖြစ်သူတို့ရဲ့ဗီဒီယိုလေးကို reaction လုပ်ရင်းနဲ့မှဂုံပြုတ်တင်ဆက်ပေးတာပေါ့နော်โอเคပါအားလုံးပဲကျေးဇူးများကြီးတင်ပါတယ် နောက်တစ်ခါမှပြန်ဆုံတွေ့ပါမယ်။မင်္ဂလာရှိတဲ့ဒေါ်လာနေလေးဖြစ်ပါစေ။ Platter Reblog YouTube Channel ဖြစ်ပါရယ်။ကျေးဇူးအားပေးခဲ့ကြတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာကြေကိုယ်ကြီးချမ်းသာခြင်းနဲ့တလုံးတို့ဝပြေဝနိုင်ကြပါစေဗျာ။